နေရာမှန်သို့ရောက်သွားသူတနေ့တွင် လူတယောက်သည်ကြက်ချံတစ်ချံကိုရောက်လာပြီးရေတစ်ခွက်တောင်းတောက်သည်မိတ်ဆွေရေလေးတစ်ခွက်လောက်တောက်ပြရစေကြက်ချံအတွင်ကြက်တွေကိုအစာကျွေးနေသူကမိတ်ဆွေအိမ်ရှိမှာရေအိုးစင်ရှိပါတယ်စိတ်တလောက်ခတ်တောက်နိုင်ပါတယ်ဟုပြောလိုက်သည်လူစိမ်းလဲရေသွားတောက်ပြီးပြန်လာသည် ကျေးဇူးပါခမညာဟုယင်ကျေးစွာပြောသည်ခြံရှင်ကနောင်ကြီးကိုဒီအရက်မှာမတွေ့ဘူးပါဘူးကျွန်တော်ကတောင်ပေါ်သွားမှာပါခမညာလန်ခီးမှာရေးစားလာလို့ဝင်တောင်းတောက်တာပါထမင်းများရောစားခဲ့ပြီးပြီလားထမင်းတုပ်ပါပါတယ်ခမညာသစိန်းကရှောက်ကြည့်ရင်မိတ်ဆွေကိုတစ်ခုလောက်မေးကြည့်ချင်လို့ပါဘာများလဲကြက်တွေချားထဲမှာကြက်တွေနဲ့မတူတဲ့အကောင်တကောင်ကိုတွေ့နေလို့ပါတိတ်ငတ်များလားမှန်တာပေါ့ သူနဲ့ချက်တွေကိုအတူတူထားလို့ရတယ်လားအဲ့ဒီသိန်းငက်လေးကို ငငယ်လေးကလေးကတောထဲမှာကောက်ရလို့မွေးလာတာချက်တွေနဲ့အတူနေအတူစားအခုတော့သူလဲချက်လို့ဖြစ်နေပါပြီဘလို့ပဲဖြစ်ဖြစ်လေ သိန်းငက်ကသိန်းငက်ပါပဲသူ့အတိုင်းဝိုင်းနဲ့သူတော့ဖြစ်တင်တာပေါ့အဲ့ဒီကောင်ကိုအရွယ်ရောက်လာကလေးကပြန်ဖို့တင်လဲမပြန်ဘူးဗျအိမ်ခေါင်မိုးပေါ်လောက်ကိုတောင် ပြန်မတက်ဘူးသူ့ကိုယ်သူချက်တကောင်လို့မှတ်နေတာကိုကခတ်နေတာအင်းဗျာ အတိုက်ခံပြောတယ်လို့တော့မယူဆစေချင်ပါဘူး။တိမ်ငှက်တကောင်ကိုတိမ်ငှက်တကောင်လိုပဲကြီးပြင်းစေချင်လို့ပါ။ကျွန်တော်လည်းအဲ့လိုစိတ်ရှိပါတယ်ဗျာ။ဒါပေမဲ့သူကိုယ်တိုင်ကကြက်တကောင်လိုဖြစ်နေတော့ခန့်နေတာ။တကယ်လို့ကျွန်တော်ကသူ့ကိုဘာကောင်ဆိုတာသိအောင်လုပ်ပေးနိုင်မယ်ဆိုရင်မိတ်ဆွေလက်ခံမလား။လက်ခံရမှာပေါ့ဗျာ။ဒါဆိုရင်တော့မိတ်ဆွေကကျွန်တော်လက်ထဲသူ့ကိုအပ်လိုက်ဖို့လိုမယ်ခမညာ။ အပ်ပါရဲ့ဗျာသူလည်းအရွယ်ရောက်လာပြီမို့သူ့နေရာသူပြန်ရောက်စေချင်ပါတယ်ကျွန်တော်ကိုပေးလိုက်ဗျာဆန်ရှင်ကခရီးတယ်လက်ထဲကိုတိမ်ငှက်အားဖန်းကအပ်လိုက်သည်ခရီးတယ်ကတိမ်ငှက်ကိုမျက်စိအားပဝါဖြင့်စီးကတောင်မော်တို့ခေါ်သွားသည် တောင်မော်တနေရာအရောက်တွင်ခရီးတယ်သည်တိမ်ငှက်လေးဤမျက်နာမှစီးထားသောပဝါစကိုဖြုတ်လိုက်ပြီးတပြိုင်နက်သေးလိုလိုမှပင်တောင်ပေါ်မှတောင်အောက်ကျောက်ထဲကိုလွှင့်ပြစ်လိုက်လေသည် ိန်ငက်လေးသည်အံအားတင်သွားပြီးလုံထွေးကတောင်အောက်ကိုကျသွားရမှနောက်ဆုံးတွင် သူ့အတောင်ပံတွေကိုတုံးပြီးလှုပ်ရှားလိုက်သည်ထူးဆန်းစွာဖြင့်သူသည်လေထဲတွင်ရက်တီလာနိုင်ကြောင်းသိလိုက်ရသည် လေထဲတွင် အာယူကတောင်ပံကိုခက်ရင်ဝဲပြန်ကြည့်သည် သူပျော်သွားသည်ငါပြန်နိုင်ပြီတိန်ငက်လေးသည် အာရဝန်တာအတန်ကုန်អော်လိုက်ပြီးမှ တောင်နေရန်ကိုဧည့်တင်ထက်စီသည် သူဒီဝဲပြန့်ရင်သူကြီးပြင်းခဲရတော့ကြက်ချံလေးပေါ်ရောက်လာသည်ဝမ်းသာအားရအော်ဟစ်လိုက်တော့အတန်ကြောင့်ကြက်ချံရှင်ကကောင်းကင်ပေါ်မော့ကြည့်သည်သားရေမင်းနေရာမှန်ကိုရောက်သွားပြီကွယ်ဘယ်တော့မှဒီနေရာကိုပြန်မလာနဲ့တော့နော်ဟုပြောလိုက်သည်တိမ်ငှက်လေးသည်အာယူကတောင်ထိတ်စီသို့ဦးတီပြန်သွားသည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။